ဒီခါဒီဘုမာကတော့ဒီထဲကထိုင်းစအခြေခံဝဇတိဆောက်ပုံနဲ့ပတ်သက်ပြီးတော့มาလာပြီးတော့ sharing လုပ်ပေးမယ်ပေါ့เนาะကျတော့အာထိုင်းစဝဇတိဆောက်ပုံလို့ပြောလိုက်တာ ਨੇ အင်္ဂလိပ်စာဝဇတိဆောက်ပုံနဲ့တူတဲ့အခြေခံစီပေါ့เนาะအာကျတော့ထိုင်းစမှာဝဇတိဆောက်ပုံကလည်းအင်္ဂလိပ်စာလိုပဲသွားတယ် subject verb object နဲ့သွားတယ်ပေါ့เนาะအဲ့တော့ကျတော့ထိုင်းစမှာလည်းအဲ့လိုမျိုးလိုဝဇတိဆောက်ရမယ်ပေါ့เนาะအဲ့တော့တူတူလာကြည့်ရအောင်แม่အမေ อ่านพัดเดหนังสือสะเนาะแม่อ่านหนังสืออเมซาพัดเดမြန်မာလို့ဆိုရင်เนาะကျွန်တော် object in လာတာပေါ့เนาะอเมซาพัดเดဒီမှာကကြတော့ကျွန်တော်အင်္ဂလိပ်လိုပဲဒီ subject ဘက် object နဲ့တိဆောက်ထားတာပေါ့เนาะအဲ့တော့ subject ကဒီဝကြမှာအမေဖြစ်တယ်เนาะအမေကပြုလုပ်တဲ့သူ subject ဖြစ်လို့ကျွန်တော်အရင်ဆုံးလာတယ်ပေါ့เนาะပြီးရင်ကရိယာကอ่านพัดเดလာတယ် ပြီးရင်နန်စုစာအမေကစာကိုဖတ်တော့ဒီနေရာမှာကျတို့စာသည် object ဖြစ်တယ်အဲ့တော့စာကိုနောက်မှလာတယ်အဲ့တော့ subject verb object ပြုတူကရိယာပြုခံအဲ့လိုသွားတာပေါ့နော်မဲအမေအန်ဖတ်တယ်နန်စုစာမဲအန်နန်စုအမေစာဖတ်တယ်ဒီလိုမျိုးလေးကျတို့ဝါကြတည်ဆောင်းရမယ်နော်โอเคဒါဆိုရင်နောက်တစ်ခုသွားမယ် အာဒီမှာလဲအဲ့လိုပဲငါအလုံးလုံးတယ်ပေါ့နော်ကျတို့မြန်မာလူဆိုရင်တော့ငါအလုံးလုံးတယ်ဒီဝကျောင်းမှာလဲကျတို့ subject for object နဲ့ပဲတိဆောက်ထားတာနော် အာဒီမှာဆိုရင်ฉันဆိုရင်ငါပြုလုပ်တဲ့သူ subject အရင်လာတယ်ပြီးရင်ကရိယာကทําလုပ်တယ်เนาะทําဆိုရင်လုပ်တယ်งานအလုပ်ဒီနေရာမှာအလုပ်က object ဖြစ်တယ်ဘာလို့လဲဆိုတော့ငါကအလုပ်လုပ်တာဖြစ်တဲ့အတွက်ကျတို့အာအလုပ်က object ဖြစ်တယ်အဲ့တော့ object နေရာမှာထားတယ်ပေါ့เนาะအဲ့တော့ฉันငါทําလုပ်တယ်งานအလုပ်ပေါ့เนาะฉันทํางานငါအလုပ်လုပ်တယ်ဒါဆိုရင်ဒီနေရာမှာကျတို့ အာကိုပြောချင်တဲ့စကားလုံးလေးတွေကိုဖြည့်ဆွက်ပြီးပြောသွားလို့ရတယ်ငါပါလုပ်လဲပေါ့နော် chan time ဆိုပြီးတော့အာကိုပြောချင်တဲ့စကားလုံးလေးတွေ object နေရာမှာအစားထိုးပြီးဒီလိုမျိုးချက်လို့ပြောသွားလို့ရတယ်နော် okay ဒါဆိုရင်နောက်တစ်ခုသွားမယ်ပေါ့နော်အာဒီမှာလဲအဲ့လိုပဲ ကျွန်တော်ဝယ်တယ်အင်းကြီးကျွန်တော်အင်းကြီးဝယ်တယ်နော်ဒီဝကြမှာလဲဆိုတော့ကျွန်တော်ကပြုလုပ်တဲ့သူမို့လို့ subject အရင်လာတယ်ပြုလုပ်တဲ့သူမှန်ရင်အရင်ဆုံးကျတော့ဝကြရဲ့အရှိမနေရမယ်နော် subject လာမယ်ကျွန်တော်ကျွန်တော်ဆိုရင်ဖုံပြီးရင်ကရိယာလာမယ်စဝယ်တာကိုစလို့ခေါ်တယ်အင်းကြီးကိုထိုင်းလူမျိုးကစစလို့အတန်ထွက်တယ်အဲ့တော့ဖုံ ซื้อเสื้อผมซื้อเสื้อผมซื้อเสื้อจนอเองจีเวเรดีว่าจ้ามา subject ကจนอဖြစ်တယ် verb ကဝယ်တာဖြစ်တယ်အာအင်းကြီးက object ဖြစ်တယ်เนาะโอเคအဲ့လိုမျိုးလေးစာကြောင်းစီရမယ်เนาะဒါဆိုရင်နောက်တစ်ခုသွားကြည့်မယ်เนาะโอเคနောက်တစ်ခုအကြတော့ခေါင်းဆောင်ဆဲတဲ့ကျွန်တော်ကို ခေါင်းဆောင်ကျွန်တော်ကိုဆဲတယ်ပေါ့နော်ဒီဝကျမှာလဲ subject verb object နဲ့သွားမယ်ခေါင်းဆောင်ကဒီဝကျမှာဆက်လို့ subject ဖြစ်တယ်ဆဲတာကကရိယာဖြစ်တယ်အာကျွန်တော်ကအဆဲခံရတဲ့သူမို့လို့ object ဖြစ်တယ်နော်ဒါဆိုရင်ခေါင်းဆောင်အင်းလာမယ်ခေါင်းဆောင်ကိုထိုင်းလိုမျိုးကဟူဝါနာလို့ခေါ်တယ်ဟူဝါနာဆိုတာခေါင်းဆောင်เนาะဆဲတာကိုဒါဒါလို့အတန်ဖတ်တယ် ကျွန်တော်ကိုဆိုရင်တော့ဖုံတူတူပဲเนาะဒီနေရာမှာကျွန်တော်ဖုံဆိုရင်ကျွန်တော်ကိုကျွန်တော်တူတူပဲเนาะဒါဆိုရင်ဟိုနာဒါဖုံကောင်းဆောင်ကကျွန်တော်ကိုဆဲတဲ့ နော်โอเคဒီလိုမျိုးလေးပြောသွားလို့ရတယ်ဒီနေရာမှာနန်စာနှစ်ခုပါတယ်ခေါင်းဆောင်နဲ့ကျွန်တော်နဲ့အဲ့တော့ဒီနေရာမှာဝကြားရဲ့အရှိဆုံးမှာဆိုရင်ဒါပြုတ်လုတဲ့သူ subject နန်စာနော်ပြုတ်လုသူနန်စာလို့ကောက်မယ်အအနောက်မှာဆိုရင်ဒါပြုတ်ခံရသူနန်စာအဲ့လိုမျိုးလေးကျတို့ကောက်သွားလို့ရတယ်နော်ဒါဆိုကိုပြောချင်တဲ့အာပုံစံလေးတွေကိုပြောချင်တဲ့ဝကြားပုံစံလေးကိုကျတို့ဒီလိုမျိုးလေးအစားထိုးပြီးပြောသွားလို့ရတယ်နော်โอเคဒါဆိုနောက်တစ်ကြောင်းသွားကြည့်မယ်နော် အာအဖေကြည့်တယ် TV ပေါ့နော်ဒီဝကျောင်းမှာလည်းအဖေကြည့်တယ် TV ဆိုတော့အဖေကပြုလုပ်တဲ့သူ subject ဖြစ်တယ်အဖေက TV ကြည့်တဲ့သူမို့လို့ကျတော့ subject ပြုလုပ်တဲ့သူပေါ့နော်အဖေကိုဖော်လို့ခေါ်တယ်ဖော်ပြီးရင်ကရိယာကဒီနေရာမှာကြည့်တယ်ကြည့်တာကိုကျတော့ do do ဆိုရင်ကြည့်တယ်နော် TV ကိုထိုင်းလိုမျိုးက TV လို့ခေါ်တယ် TV ဆိုရင် TV ပေါ့เนาะဒါဆိုရင်ဖော့ဒူ TV ဖော့ဒူ TV အဖေ TV ကြည့်တယ်ဒီမှာဇလို subject ဘော object ဘယ်လိုခွဲသွားလဲဒီချာကြည့်သွားမယ်เนาะအာကိုကပြုတ်လုပ်တဲ့သူဆိုရင်ဒါ subject ပဲပြီးရင် subject ပြီးရင်ကိရိယာကအမြဲတမ်းလိုက်မယ်เนาะ object လာလို့မရအောင်ဒါကဒါတဒါရဲ့ထုံးစံအတိုင်းเนาะ subject ပြီးရင် verb လာမယ်အဲ့လိုတိုင်းစီမယ်เนาะ phone အဖေက subject ဖြစ်တယ်ဒူကြည့်တာကကိရိယာဖြစ်တယ် TV ကအကြည့်ခံရတဲ့သူမို့လို့ object ဖြစ်တယ်เนาะအဲ့လိုမျိုးလေးခွဲတန်းရမယ်เนาะ okay ဒါဆိုရင်နောက်တစ်ကြောင်းသွားကြည့်မယ် မြမလီသွားတဲ့ကျောင်းမြမလို့ဆိုရင်တော့ကျတို့မြမလီကျောင်းသွားတယ်ပေါ့နော်ကျောင်းကအရင်လာတယ်အသွားတာကနောက်မှာပေါ့နော်မြမလီကျောင်းသွားတယ်ပေါ့မြမလို့ဆိုရင်ဒါဒါဆိုရင်ဒါထိုင်းနဲ့အင်္ဂလိပ်ကကြောင့်အတူတူပဲနော်အာမြမလီကဒီနေရာမှာမြမလီကကျောင်းသွားတာမဟုတ်ဘူးမြမလီက subject ပြုလုပ်တဲ့သူပြီးရင်သွားတာကကျတို့ကရိယာနော် ကျောင်းကားကြတော့ object ကျောင်းကိုသွားတာမို့လို့ကျောင်းက object ပေါ့နော်ဒါဆိုရင်ထိုင်းစာစီမယ်ဆိုရင်နှောင်းစာကိုညမလေးပိုင်သွားတယ်လုံလီယံကျောင်းပေါ့နော်နှောင်းစာကိုညမလေးပိုင်သွားတယ်လုံလီယံကျောင်းပေါ့နော်နှောင်းစာကိုပိုင်လုံလီယံน้องสาวไปโรงเรียนญาติมาเลยจองตั๋วได้ดิโลမျိုးလေးစီตั๋วမယ်ပေါ့เนาะ โอเคဒါဆိုရင်နောက်တစ်ကြောင်းသွားကြည့်ရအောင်ပေါ့เนาะ โอเคဒီမှာလဲအဲ့လိုပဲအကိုမောင်းတဲ့ကာအကိုမောင်းတဲ့ကားတဲ့အကိုကားမောင်းတဲ့ပေါ့မြန်မာလိုဆိုရင်ကားကအရင်လာတယ်ပေါ့နော်ဒါပေမဲ့ထိုင်းနဲ့အင်္ဂလိပ်ကကြတော့အတူတူပဲ subject verb object နဲ့သွားတဲ့အတွက်ဒီဝကျမှာချက်တော့အကိုကအာကားကိုမောင်းတဲ့သူမဟုတ်လို့ပြုလုပ်တဲ့သူ subject ပေါ့နော်အကိုကိုဖိချိုင်လို့ခေါ်တယ် พี่ชายอากูปอนเนาะเมาหน่าโกขับขับแล้วตรงนี้ขับสวยเมาเด่นเนาะก้าโกรถรถละตันสะเดดินเนียมาจะดูอ่าชามะลิกตะกูระอะตันมาถั่วตะปูสวยละอะตันถั่วไปเลยได้ใต้ซ้ําชิวเนาะรถอ่ารถละอะตันถั่วไปเลยได้รถอะลุปกสันเนาะถ้าสมมุติพี่ชายอโกขับเมาเดรถกะพี่ชายขับรถ พี่ชายขับรถอ่าอกูก็เมาเด้ดาซวยดีเนี่ยมาอกูก็ subject ဖြစ်ပြီးတော့เมาတာကกริยาก็ก็อําောင်းခံရတဲ့သူမျိုး object โอเคเนาะဒီလိုမျိုးလေးစီတွားရုံပဲเนาะဒါဆိုကိုပြောချင်တဲ့ဝကြဘယ်ဝကြကိုဖြစ်ဖြစ်ကျလို့စီနိုင်သွားမယ်เนาะ โอเคဒါဆိုနောက်တစ်ကြောင်းတွားကြည့်ရအောင်เนาะ โอเคဒီမှာလဲအဲ့လိုပဲ အမသွားတဲ့ဈေးအမစီးသွားတယ်ပေါ့ကျွန်တော်မြန်မာလိုစီမယ်ဆိုရင်တော့အမစီးသွားတယ်ပေါ့နော်ဒီနေရာမှာ subject verb object နဲ့သွားတဲ့အတွက်အမသွားတဲ့ဈေးအဲ့လိုဖြစ်ရမယ်နော် အမကပြုလုပ်တဲ့သူ subject ပေါ့နော်အမကိုဖိစာအောင်လို့ခေါ်တယ်နော်ဖိစာအောင်အမနော်ကရိယာကဒီနေရာမှာသွားတဲ့ ပိုင်သွားတာကိုပိုင်เนาะဇီးကိုသွားတာမို့လို့ဇီးဒီ object ပေါ့เนาะဇီးကိုထိုင်းလို့ကตลาดเนาะตลาดဆိုတာဇီးပေါ့เนาะพี่สาวไปตลาดเนาะพี่สาวไปตลาดอม่าซีตัวดิโอเคเนาะဒီလိုမျိုးလေးစာကြောင်းစီရမယ်เนาะဒါဆိုရင်နောက်တစ်ကြောင်းတွားကြည့်အောင်เนาะโอเคဒီမှာလဲ ငါတောက်တယ်ရေမြန်မာလုံးနဲ့ပြောင်းပြန်နော်မြန်မာလုံးဆိုင်ဆိုတော့ငါရေတောက်တယ်ပေါ့နော်ဒီမှာကကြတော့ subject verb object နဲ့တွားတော့ငါတောက်တယ်ရေအဲ့လိုတွားရမှာပေါ့နော်အာငါကဒီနေရာမှာ subject ပြုလုပ်တဲ့သူချာနော်တောက်တာကကရိယာ doom doom ပြစပိမ့်မယ် doom တောက်တယ်ရေကိုနမ်နမ်ပေါ့နော်ฉันดื่มน้ำ ฉันดื่ม น้ําไงยีตอกติเนาะโอเคดีโลมิลิสีเมดาสวยนอกตะจองตวาจี้เมเนาะงาจ้ายเตปันทีงาปันทีจ้ายเตปอเมมาโลสอยปอเนาะงากาปิลุเตตู subject ฉันเนาะจ้ายเตกริยาชอบ ชอบจ้ายเตปันทีโกแอปเปิ้ล แอปเปิ้ลโลขอเรดาสวยฉันงา ชอบใจแต่แอปเปิลปันดีฉันชอบแอปเปิลงาปันดีใจเด๋ดิเนียมางากะปันดีโกใจเต้ตูมุโลงาดีปิ้วลงเต้ตูกริยากะชอบเนาะแอปเปิลปันดีกะใจแข็งยาเต้ตูมุโลชะรุออบเจกต์ปอเนาะฉันชอบแอปเปิลงาปันดีใจเด๋ดิโลမျိုးလေးဝါจาดีซောက်ยามาဖြစ်တယ်เนาะโอเคဒါဆိုရင်နောက်တစ်จองตัวကြည့်အောင်เนาะอ่า ငါစိုက်တယ်သူ့ကိုဒီဝကြမှာကျတော့နန်စာနှစ်ခုပါတယ်ငါနဲ့သူနဲ့ဒါဆိုရင်ဒီနေရာမှာငါကစိုက်တဲ့သူမို့လို့ subject ပြုလုပ်တဲ့သူသူကအကျိုက်ခံရတဲ့သူမို့လို့ object နောက်မှာထားမယ်အဲ့လိုလေးခွဲရုံနဲ့เนาะဒါဆိုရင်ฉันငါชอบစိုက်တယ်เขาသူ့သူ့ကိုအတူတူပဲเนาะဒီနေရာမှာကျတော့เขาဆိုရင်သူ့သူ့ကိုပဲညှောတာเนาะဒါဆိုရင်ฉันชอบเขา chán chốp khảo ngà tu cố chạy đề đa số ý subject và object khỏe đáp bí nó ok đa số ý nào được chẳng tòa chí à ảnh bó nó à đi mà lê ảnh lưu bế ngà chạy đề cổ phí ngà cổ phí chạy đề chán ngà chốp chạy đề cổ phí cố, cà phê cà phê lúc khỏe đấy chán chốp cà phê chán chốp cà phê ฉันชอบกาแฟงากาแฟใจเดดีเนี่ยมางากาปิวลงแต่ตัว subject ဖြစ်တယ်ใจตากากริยาဖြစ်တယ်กาแฟก็ใจขันยาได้ตัวมุโล object ဖြစ်တယ်โอเคเนาะแล้วส่วนนอกตะจองตัวជីอ่ะตูใจเดมิงโกตูก็มิงโกใจตาဆိုတော့ตูที่ใจเดตัวมุโลเฉลอ subject ป่ะเนาะมิงโกมิงก็จ้ะတော့ใจขันยาได้ตัวมุโลดีเนี่ยมา object ตัดหมดတယ် ။ Okay ဒါဆိုရင်သူကပြုလုပ်တဲ့သူဖြစ်ပြီးတော့ main ကအကြိုက်ခံရတဲ့သူမျိုး object အဲ့လိုခွဲမယ်နော်။ဒါဆိုရင်ခေါင်းသူชอบကြိုက်တယ်ခုန် main ကိုနော်။ခေါင်းชอบခုန် เขาชอบคุณตูเม้งกูใจเดดิเนี่ยมาเจอรู้คุณဆိုတော့အတုံးနှုံးကတင်လို့လည်းရတယ်မင်းလို့လည်းရတယ်ရှင်ခမရအစသဖြင့်ပေါ့เนาะအာตูเม้งกูใจเดตูတင့်ကိုใจเดตูခမရကိုใจเดအစဖြင့်ဆိုတော့ဘာသာပြန်လို့ရရယ်เนาะโอเคဒါဆိုရင်နောက်တစ်ကြောင်းသွားကြည့်မယ်ငါတို့ရှာတယ်မင်းကိုအာငါတို့ကမင်းကိုရှာတာမို့လို့ငါတို့ဒီရှာတဲ့သူ subject ပြုတ်လောက်တဲ့သူဖြစ်တယ် မင်းကိုရှာတာမို့လို့မင်းကအရှာခံရတဲ့သူမို့လို့ object ဖြစ်တယ်ဒါဆိုရင်ငါတို့ဒီ subject ဖြစ်မယ်ရှာတာကကြိယာဖြစ်မယ်အာမင်းကိုက object ပေါ့နော်ဒါဆိုရင်ငါတို့ကိုထိုင်းလူမျိုးကဖူကရာဝနော်ဖူကရာဝငါတို့ဟာရှာတယ်ခုမင်းကိုတင့်ကိုနော်ဖူကရာဝဟာခု พวกเราหาคุณงาတို့တင့်ကိုရှာတယ်ငါတို့မင်းကိုရှာတယ်အဲ့လိုပုံစံမျိုးစီသွားရယ်เนาะโอเคဒါဆိုရင် subject for object နားလည်เนาะโอเคဒါဆိုရင်နောက်တစ်ကြောင်းသွားကြည့်ရအောင်เนาะဒီမှာလည်းအဲ့လိုပဲသူကြိုက်တယ်ငါကိုဆိုရင်သူကကြိုက်တဲ့သူမဟုတ်လို့ပြုလုပ်တဲ့သူငါကကြိုက်ခံရတဲ့သူမဟုတ်လို့ကျွန်တော် object တတ်မှတ်တယ်ဒါဆိုရင်เขาตูชอบใจเตฉันงอกูเขาชอบฉัน เขาชอบฉันตุงเงากูใจเด็กโอเคเนาะแต่สุยน้องจะจองตัวจีเมตูชาเรง่ากูตูก็ปิ้วลงเตตูชาเรตูโมโล subject ဖြစ်တယ်ง่าတို့ကိုชาเรง่าတို့ก็อาชาခံရတယ်ตูโมโล object ဖြစ်တယ်กริยาก็อเลมาไล่เมเนาะเขาตูหาชาเรพวกเราง่าတို့ကိုเขาหาพวกเรา เขาหา พวกเราคุณาโดโกชาเดโอเคเนาะだそういんบลูမျိုးวะจะตีช่องตัวแลตีชาตีตัวมั้ยโอเคだそういんနောက်တစ်ចောင်းตัวជីရအောင်ခေါင်းဆောင်ชาเดငါတို့ကိုဒီမှာလဲအဲ့လိုပဲခေါင်းဆောင်ကชาတယ်သူမို့လို့ subject ဖြစ်မယ်ငါတို့ကိုชาတာမို့လို့ငါတို့ကชาခံရတယ်သူမို့လို့ object โอเคเนาะだそういんခေါင်းဆောင်ကိုထိုင်းလိုမျိုးကหัวหน้าหัวหน้าลูกขอมั้ยชาดาโกหา ဟာလို့အတန်ထွက်တယ်။ငါတို့ကိုဟူကရာဝဟူကရာဝငါတို့ကိုအာဟူကနာဟာဟူကရာဝဟူကနာဟာဟူကရာဝခေါင်းဆောင်ငါတို့ကိုရှာတယ်။โอเคเนาะဒါဆိုရင်နားလဲเนาะโอเคဒါဆိုနောက်တစ်ကြောင်သွားကြည့်အောင် တထင်းခေါ်တဲ့မင်းကိုတထင်းကမင်းကိုခေါ်တာဆိုတော့ဘသူကပြုလုပ်တဲ့သူလဲတထင်းကပြုလုပ်တဲ့သူမင်းကိုရှာတာဆိုတော့မင်းဒီအရှာခံရတဲ့သူမို့လို့ object เนาะဒါဆိုရင်ကြိယာကအလယ်ကလိုက်မယ်တထင်းကိုစောင်းနိုင်လို့ခေါ်တယ်ခေါ်တာကို react လို့ခေါ်တယ်မင်းကိုခုန်ဒါဆိုရင်စောင်းနိုင် react คุณเนาะ เจ้านายเรียกคุณทีเนียวมาเลจะรู้ท้องสันใจอ่า เรียกสู่ပြီးတော့ชามะเล็กတက်ဘူးဆိုရင်ละอตันถั่วไปเลยได้เรียกเรียกအဲ့လိုอตันถั่วไปเลยได้เจ้านายเรียกคุณအဲ့လိုပုံစံမျိုးပေါ့เนาะ จะรู้အဲ့လိုမျိုးလေးถั่วไปเลยได้เนาะโอเคဒါဆိုင်နားလေเนาะ ဒါဆိုရင်တော့ဒီနေ့သင်ခန်းစာတော့ဒီလောက်ပဲပေါ့เนาะအာဒီမလိုမှာကတော့ခြေကားထိုင်းစကားဝကြတီဆောင်ပုံအခြေခံစစ်ကိုသင်ပြပေးသွားတာဖြစ်တယ်။အာဒီလိုမျိုးလေးကျတို့ subject verb object နားလည်ထားရင်ကျတို့ထိုင်းစာဝကြတီဆောင်တဲ့ခါမှာအာရှင်းနောက်ပြောင်းပြန်လွဲတာမဖြစ်တော့ဘူးပေါ့เนาะပြီးရင်ကိုကဒီလိုမျိုးလေးနားလည်ထားတယ်ဆိုရင်အာကိုတီဆောင်ချင်တဲ့ဝကြပုံစံဘယ်လိုပုံစံမျိုးကိုမဆိုကျတို့တီဆောင်နိုင်မှာဖြစ်တယ်။အဲ့တော့ဒါကကျတော့ grammar ပုံ စံလေးကိုဆက်နားလည်ထားရင်အပို့ပြီးတော့ထိရောက်မှုရှိတယ်ပို့ပြီးကောင်းတယ်ပေါ့နော်โอเคနားလည်တယ်ဆိုရင်တော့ဒီနေ့ဒီဘလော့ကကျတော့ဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုတွေမှာ channel တူပြန်လေးကြမယ်ပေါ့နော်အားလုံးပဲပါ